အဲ့တော့အားလုံးပဲမင်္ဂလာပါဒါကတော့ဘာမင်းချက်စီ YouTube channel ပါဆိုတော့တိတ်မကြခင်မှာကျင်းပါတော့မယ်ကမ္ဘာဖလားပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပေါ်တူဂီတင်းကတော့နည်းနည်းပြဿနာလေးရှိနေပြီလို့တော့အဲကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ထင်တာလေးတွေကိုဒီဗီဒီယိုမှာပြောသွားမှာဖြစ်တယ်ဆိုတော့အရင်ဆုံးဒါကျွန်တော်တို့ Ronaldo ကနေစပြီးပြောမယ်ပြဿနာက Ronaldo နဲ့ Thiago Cancelo ရဲ့အကြောင်းမှာအနေငယ်ပုတ်တိုင်းမှုရှိနေတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့စလိုက်ရအောင် ဆိုတော့ Ronaldo ကိုအရေးဆုံးစပြီးပြောခဲ့တာကဒါအရှိမလုံခဲ့တဲ့ရက်လေးလေးကဆိုလို့ရှိရင်ဒါပြီးရမော်ဂန်နဲ့လုတ်ခဲ့တဲ့ Ronaldo ရဲ့ interview တွေဟာဒါပြိတ္တတွေကိုဘောလုံးပြိတ္တတွေတော်တော်များများရဲ့ကြားမှာကြက်ထပြီးတော့တော်တော်လေးလေးပွဲစုစည်းခဲ့တဲ့စကားလုံးတွေပြောခဲ့ဆိုခဲ့တယ်ပါခဲ့ဆိုတော့အဲ့ဒီမှာအဲဟိုသူဒီအကောင်းဆုံးမှဆိုတဲ့ဟာမျိုးသူပြောတယ်မက်ဆီကသူ့ထက်ပိုကောင်းပါတယ်ဆိုတာမျိုးသူအနေနဲ့နှိမ်ချပြီးပြောတတ်ဖို့ဆိုတာမျိုးသူပြောခဲ့တယ် ဆိုတော့အဲ့ဒီဘိုင်းနေမှာကမပြဿနာမှမရှိဘူးအဆင်ပြေခဲ့တယ်အဆင်ပြေရဆိုတာကသူ့ရဲ့အသိပုံတွေကြားမှာသူ့ရဲ့ဆက်ဆံရေးတွေကြားမှာသာသမင်ပေါ့လေဒါပြိတ္တကတော့ပြိတ္တအမြင်နဲ့အာဒီဘက်မှာဖြစ်တယ်ညာဖြစ်တယ်ဆိုပြောရင်ပြောမှာပေါ့ဒါပေမဲ့အာသူ့ရဲ့နိုင်ငံအသိပုံပဲဖြစ်ဖြစ်ဒါလက်ရှိကစားနေတဲ့ကလပ်အသိပုံကကလပ်အသိပုံတွေနဲ့ပဲဖြစ်ဖြစ်မပြဿနာမှမဖြစ်ခဲ့ဘူးဒီစကားတွေကဒါပေမဲ့ပြဿနာဖြစ်နိုင်လောက်တဲ့စကားတစ်ခုသူပြောသွားခဲ့တာရှိတယ်အဲ့ဒါတော့ဒီဟို ကဘာဖလားပွဲစဉ်ကသူ့ရဲ့အိမ်မက်မဟုတ်ဘူးလို့သူပြောသွားတာဆိုတော့အဲ့ဒါဟိုလည်းလည်းတော့ရှော့ရှိရယ်ဗျာအဲပြီးတော့တကယ်တမ်းကျာဒီဒီဒီကဘာဖလားပွဲစဉ်ဟာအလုံးစုံမှ6ပွဲ9ပွဲကစားခဲ့ရပြီးတော့သူ့ကိုအဲ6ပွဲ9ပွဲလောက်တာကစားရတဲ့ပွဲစဉ်ဖြစ်တယ်ဆိုတော့ဒီပွဲစဉ်အနိုင်ရမှာ तू ကအဲအကောင်းဆုံးကစားသမားဖြစ်မယ်ဆိုတော့ဟာမျိုးတော့ तू လက်မခံဘူးဆိုတော့ तू ပြောသွားတာအမေဟိုအကောင်းဆုံးကစားသမားသတ်မှတ်ဖို့ထွက်ဒီဘာဖလား မာအနိုင်ရဖို့လိုတယ်ဆိုတာမျိုးကတော့အဲသူပြောသူပြောတာအရာတော့မှန်တယ်ဗျာဟိုဘယ်လိုလဲလူကောင်းမမျိုးကိုကပကပဖလားမရလို့သူကဘာလို့ကောင်းမမဟုတ်ပါဘူးလို့တော့ပြောလို့တော့မရဘူးသူဒီကပအကောင်းဆုံးကောင်းမတယောက်ဖြစ်တယ်မှန်တယ်ဒါပေမဲ့အဲကပဖလားမရအဲကပဖလားဟာသူ့ရဲ့အိမ်မက်မဟုတ်ပါဘူးလို့ပြောလိုက်တာဒါ နည်းနည်းတော့ပြဿနာရှိရပြန်ဘယ်သူဒီမှာပြဿနာရှိတယ်ဆိုလို့ရှိရင်ပေါ်လူဂီအသင်းသားတွေမှာပြဿနာရှိတယ်အရင်ဆုံးကဒါပေါ်လူဂီပြိသက်တွေပေါ်လူဂီပြည်သူတွေပေါ်လူဂီနိုင်ငံရဲ့လူတွေတော်တော်နည်းနည်းတော့သဘောမခွဲ့ကျင်ကြဗျအဲဒါပြင်ဆိုတော့ဒီသဘောမခွဲ့ကျင်ကြဆိုတော့ကျွန်တော်တို့အခုကြောက်ကန်ဆွလို့တယောက်ထပြောတာနဲ့ဒင်ကိုကျွန်တော်တို့ဖြစ်နိုင်နေရှိရပေါ့နော်အာတော်လေးတော့သဘောမကျတော့ဘူးပေါ့အဲဒီလိုပေါ်လူဂီနိုင်ငံသားတွေပေါ်လူဂီလူထုတွေနော်ပေါ်လူဂီပြိသက်တွေပေါ့ အဲအဲ့ဒါမျိုးမှပေါ်တူဂီအသင်းအတွက်လည်းနည်းနည်းတော့ပြဿနာရှိသွားဖို့ရမယ်ပြဆိုတော့ဘာလို့လဲဆိုတော့ဂျောကန်ဆယ်လိုတယောက်ပြန်ပြီးတော့သူ့ရဲ့ကယ်ရီယာနဲ့ပတ်သက်ပြီးတော့သူရှေ့ရက်နည်းနည်းကအင်တာဗျူးလုပ်ခဲ့တာရှိတယ်အဲ့မှာသူပြောခဲ့တာကဒါကမ္ဘာဖလားပြိုင်ပွဲကဒါဗန်မာရာရဲ့အိမ်မက်ပဲပေါ့နော်အဲ between the champion league ပါ냐ဆိုပြီးသူဆက်ပြောသေးတယ်။ဒါ champion league နဲ့ကမ္ဘာဖလားဆိုရင်တော့မှအာသူကအာကမ္ဘာဖလားကိုပဲသူရွေးချင်ပဲ။ဆိုတော့ အဲ့ဒါမျိုးပေါ့လေအဲသူကတကယ်လို့သာသူကဘာဖလားကိုသူရားပြတ်မယ်ဆိုလို့ရှိရင်နိုင်ငံတကာနေသူအနားယူလိုက်တော့မယ်အဲတကယ်လို့အနိုင်မရအောင်ဆိုရင်တော့ဒီကဘာသူဆက်ကံမယ်ပေါ့လေအဲ့လိုမျိုးအဲ့လိုသဘောမျိုးပြောပါဆိုတော့အဲ့နယ်ပတ်သက်ပြီးတော့ဒါကအရှင်းပြောလေဂျောကန်ဆယ်လိုနဲ့ရိုနယ်ဒိုဆိုတာကပေါ်တူဂီအသင်းမှာအတူတူကစားမယ်ကာလမာရီ ဆိုတော့အခုလိုဖြစ်သွားတာကအခုလိုတရားနဲ့တရားအဲ့လိုပြန်လည်ပြီးတော့အာမတူတဲ့အယူအဆလေးပြောဆိုကြတာကလူသိရှင်ညာထုတ်ပြောကြတာကဒါပရိုဂရက်အတွက်ဆိုလို့ရှိရင်နည်းနည်းအန်ဒီရရှိရပြပြောရရင်အသင်းရဲ့စီလုံးမှုဒီလားအသင်းရဲ့စီလုံးမှုကိုတွားပြီးထိခိုက်နိုင်တယ်ဆိုတော့ပြဿနာပါတယောက်ကအိမ်မက်ဒီကလပ်ကိုကဘာဘလောက်မနိုင်လည်းပါဖြစ်နောက်တစ်ယောက်မဟုတ်သူကသူကတော့နိုင်ချင်တယ်ဆိုတာမျိုးပေါ့အဲ့ဒီနှောက်တူတွဲကစားဆိုတော့ပြဿနာတော့နေနေတော့ရှိရပြ ။ Now Ronaldo ပေါ်မှာဆိုလို့ရှိရင်ပိုတူဂီတင်ရဲ့ဇာတ်မားတချို့ကသိပ်ပြီးတော့မဆွဲမရှိတဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်တို့မြင်ရတယ်ဗျာ။ဆိုတော့ဂျောကန်ဆိုလိုလေအဲ့ထဲကတယောက်ပဲ။ပြောရရင် Ronaldo ပေါ်မှာနည်းနည်း response မရှိတဲ့ထဲမှာပါတယ်။သိကြည့်လို့မရဘူးဆိုတဲ့ပုံစံမျိုးလေးတော့ရှိတယ်။ Now Bruno Fernandes လို့လည်းပါတယ်။အထူးသဖြင့်ဗျာ Messi နဲ့ဒါ Messi နဲ့ကွန်ဘဲပြန်လို့တာပေါ့နော်။အမစီမန်ကသူကအာဂျင်တီးနားမှာဆိုလို့ရှိရင်သူကဆရာပဲပြောချင်တာကဟိုသူငိမ့်အခုငိမ့် သူ့ဘာမှမပြောလို့မရဘူးဆိုတာမျိုးပြောတယ်။သူငိတ်အကုန်ငင်ရတဲ့အနေအထားမျိုးဗျာ။ဒါပေမဲ့အဲပေါ်လူဝီတင်းမှာကျတော့အဲ့လိုအနေအထားမျိုးမရှိဘူးဗျာ။ဆိုတော့ကျွန်တော်မြင်ရပါတော့ဆိုတော့ဟိုတချို့ဟိုရနလိုပြိတ္တတွေကတော့ဒါနဲ့ပတ်သက်အခုကျွန်တော်ပြောမှဟာနဲ့ပတ်သက်လို့ရှိရင်သဘောကျချင်မှာကြားလိမ့်မယ်။နည်းနည်းရနလိုကနည်းနည်းတခုကောင်းဆန်နေတဲ့အထက်မှာပါလေ။နောက်အတကြီးတဲ့အထက်မှာပါလေလို့ဒါကျွန်တော်ဒုတိယထဲရဲ့အမြင်တော့ဆိုတော့ဒါအပြစ်ပြောတာတော့မဟုတ်ဘူးကျွန်တော်အမြင်ကိုကျွန်တော်ပြောတာ။ဆိုတော့အဲရနလိုကအဲ့လိုပုံစံလေးရှိတယ်ဗျာ။အဲ့လိုပုံစံလေးရှိတော့အသင်းထဲမှာအတိအတိုင်းပဲဗျာ။ star star ပေါ့ကိုတကယ်တကယ်ဘယ်လိုပြောမလဲ daily jail professional ဘွားဒီမှာနေရတဲ့သူတွေရဲ့ချားမှာအဲ့ဒီအပြည့်မှုတွေအများကြီးရှိရပြာမာနာချင်းအပြည့်တာရှိရအဲ့ဒါချင်းအပြည့်တာမျိုးတွေကအများကြီးရှိရအခုလဲဒါ cancel လို့ ਨੇ ဟိုလည်းသူတို့နှစ်ယောက်နည်းနည်းအပြည့်နေတဲ့ပုံစံမျိုးမှာရှိဒါတော့မှဟိုအကြံပေးအပြည့်တော့ဒါကြောင့် cancel လို့တယောက်ပဲထွက်ပြောလို့ဒါအကြောင်း cancel လို့ ਨੇ ရိုနယ်ဒိုနဲ့အမြင်မတူသဘောထားကွဲလဲလဲဆိုတဲ့ပုံစံမျိုးပေါ့နော် ဒါပေမဲ့တခြားသားသမားတွေဒီလည်းပဲရိုနယ်ဒိုရဲ့စကားနဲ့ပတ်သက်လို့ရှိရင်ဒီနေ့တော့သဘောကျမှာတော့မဟုတ်ဒါကတော့ဘာသူမဆိုးပဲဗျဘယ်ကစားသမားမဆိုးဒီလိုစကားမျိုးကသဘောကျမှာမဟုတ်အထူးသဖြင့်ဒါဘလိုဂင်တင်းမှာဆိုလို့ရှိရင်ရိုနယ်ဒိုကအားကိုးရသေးတဲ့အခြေအနေမျိုးမှာသူ့ရဲ့အသင်းကောင်းဆောင်လည်းဖြစ်တယ်ကစားသမားကသူ့အနေနဲ့ဒီကလပ်အဲကဘာပလာအိမ်မမျိုးမရှိဘူးဆိုတာပြောတာကအဲဒီနေ့တော့ ဆိုးတယ်ဗျာအဲ့ရခိုင်ကြီးကပြောတင်လို့တော့ထင်တယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာဒါပေမဲ့ဟိုဒီဟာတစ်ဖက်မှာတော့ရိုနယ်ဒိုကဒီဒီကမ္ဘာဖလားကအာသူ့ရဲ့နောက်ဆုံးတော့ကမ္ဘာဖလားဖြစ်သွားနိုင်တယ်လို့သူပြောတယ်သူပြောခဲ့ပြီးပြီးဆိုတော့ဒီပွဲဒီလာမယ့်ကမ္ဘာဖလားမှာပေါ်တူဂီအင်းအင်းနဲ့ချန်ပီယံဖြစ်သွားနိုင်မလားဒါမှမဟုတ်တခြားသော ပြဿနာတွေဒါမှမဟုတ်အခုလိုမျိုးအတင်းတွင်းစည်းလုံးမှုပြိုကွဲနိုင်တော့တဲ့စကားတွေနဲ့တယောက်ကိုတယောက်အဲ့လိုပြောနေကြတဲ့အဲတယောက်နဲ့တယောက်မတူတဲ့အယူအဆတွေကိုပုံမှန်လေးလေး public မှာလူသိရှင်ကြားထုတ်ပြောတဲ့ကိစ္စမျိုးတွေထပ်ဖြစ်လာအောင်လားအဲ့လိုမျိုးဖြစ်တော့အဲအတင်းရဲ့စည်းလုံးမှုပြိုကွဲပြီးတော့အတင်းကဘယ်မှခီးမြောက်တဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ချိန်နေတယ်ဗျာအတင်းစည်းလုံးမှုမရှိလို့ရှင်အဲ့ဒီအတင်းကဘာအောင်မြင်မှရမှာတော့ဟုတ်ဆိုတော့ အဲကျွန်တော်ကန်ဆယ်လို့အနေနဲ့ကအသက်ရွယ်အားဖြင့်တော့သူကဆက်ပြီးတော့ကစားလို့တော့ရသေးတယ်ပေါ့လေဒါပေမဲ့သူကတော့ဒါသူ့ရဲ့နောက်ဆုံးပွဲဖြစ်မှာပေါ့ဖလားကပဖလားပွဲစဉ်ဖြစ်မှာပေါ့လေဆိုတော့အဲဘောရာတို့ရောဘယ်လိုမြင်ကြလဲပေါ့ဟိုဒီရက်ထဲမှာဆိုလို့ရှိရင်ဒါအရှိရန်နေထဲမှာဆိုရင်ရိုနယ်ဒိုရဲ့အင်တာဗျူးတွေမှာတော်တော်ကျန်းတယ်ဗျာတော်တော်ကျန်းတယ်ပြောချင်တာတွေကိုအကုန်ပြောပြတာဘာမှမကြည့်မဆိုင်ပဲပြောပြတာမျိုးပေါ့အဲဆိုတော့ညိုကီတို့ရောဘယ်လိုမြင်ကြလဲ ဆိုတော့ဒါဘောလုံးကြီးတင်းနဲ့အသိလွင့်ခြင်းနဲ့ပတ်သက်ပြီးတော့ဒါတင်းဆက်ပြတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတာအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းကွန်မန့်မှာချပြီးတော့ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်